လာမယ့်မင်္ဂလာပါဒီနေ့ဂျော်လာ29ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေထက်ကနေပြီးတော့ပထမဆုံးကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့ရန်ကုန်မန္တလေးအမြန်လမ်းဟောင်းကနေပြီးတော့စခန်း၉ခုကို PDF ဒီ MOD mood အောက်က UNG ရဲ့စစ်သားတွေပေါ့အဲ့ဒီမှာ PDF တွေဆိုတော့စခန်း၉ခုကိုတပြိုင်တည်းတိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာတော်ဝိယောစခန်းကနေပြီးတော့တင်ပိုင်ရရှိတယ်အဲ့ဒီမှာစက္ကစအယောက်ပေါင်း20သေးတယ်နောက်20သေးတယ်ဆိုတော့ ဒီအကြောင်းအရာကိုဒီက highlight လုပ်ပြီးတော့ဒီနေ့ထပ်တော့ဖော်ပြထားတဲ့အကြောင်းအရာကတော့ရန်ကုန်နဲ့မိုင်80တရားနီးနပါးတရားအနီးမှာနေပြီးတော့ရောက်ရှိလာပြီဆိုတဲ့ဟာကိုဒီနေ့တတိယမီဒီယာတွေမှာ highlight လုပ်ပြီးတော့ဖော်ပြထားလာကိုတွေ့ရတယ်။အတိတ်ကတော့ရန်ကုန်မြို့ကိုတဖြည်းဖြည်းနဲ့ချီတက်လာတဲ့တော်တော်နီးလာပြီ။အဲ့ဒါကမိုင်80မိုင်100ပေါင်းဝန်းကျင်လောက်မှာအကောင်လုံး PDF တွေကစုံမထားတဲ့အဲ့ဒီအမြန်လားဟောင်းအများစုကိုနေပြီးတော့ဒေါ်လာရဲ့အဖွဲတွေကနေပြီးတော့တိမ့်ပိုက် ထိန်းချုပ်ထားတယ်ဆိုတဲ့ဟာကိုဒီနေ့အဓိက highlight လုပ်ပြီးတော့ပေါ်ပြထားတာကိုတွေ့ရတယ်နောက်တစ်ခုက granny ဖားဆောင်မျိုးတင်တိုက်ပွဲမှာဆိုလို့ရှိရင်တော့ကလလာတရဲ့တော့တိုင်ရဲ့အမှတ်6425တက်ခွေ3ရဲ့တက်ခွေမူး တည်ဆုံးသွားတယ်သူရဲ့နာမည်ကတော့ Yebo Glitto လို့ခေါ်တယ်နော်သူကြာဆုံးသွားတယ်ဆိုတဲ့ဟာကိုလေဒီနေ့တတိမီဒီယာမှာဖော်ပြထားတာကိုတွေ့ရမယ်နောက်တစ်ခုကပကောတိုင်းမင်းလာနေမှာဆိုလို့ရှိရင်စက္ကဆကအချင်းချင်းမာရွေးမြောက်ပြစ်တယ်နော်ပြစ်တဲ့ခါကျတော့အဲ့ဒီမှာစက္ကဆအယောက်ပေါင်း9ယောက်တည်ဆုံးသွားတယ်အဲ့ဒါကသူရဲ့ဖြစ်စဉ်ကတော့ဗာလဲဆိုလို့ရှိရင်တော့ဒီစံပုတ်ရွာဆိုတာရှိတယ်အဲ့ဒီစံပုတ်ရွာကိုနေပြီးတော့မီရှုဖို့ရောက်လာတဲ့စက္ကဆကိုနေပြီးတော့ဒီဖက်ကလူတွေကနော်သူတို့အချင်းချင်းပဲနော်မာရွေးမြောက်ပြစ်လိုက်တယ်ပြစ်လိုက်တဲ့ခါကျတော့အဲ့ဒီမှာ 9ရောက်တည်ဆုံးသွားတယ်ဆိုတော့အကြောင်းပေါ့နော်နောက်တစ်ခုကပကိုးတိုင်ကြောက်ကြီးမြို့နယ်အတွင်းမှာဆိုလို့ရှိရင်တော့တိုက်ပွဲဖြစ်တဲ့အဲ့ဒီမှာ9ရောက်တည်တဲ့22ဦးကိုအရှင်ဖမ်းမိတယ်လက်နက်ကတော့28လက်ရရှိတယ်ဆိုတဲ့ဟာကိုတွေ့ရမယ်ဒါကတကယ်တည်င်းကောင်းစည်းအနေနဲ့ကျွန်တော်တို့ဒီနေ့သတင်းမီဒီယာလောကမှာပေါ်ပြထားတဲ့အကြောင်းအရာဖြစ်တယ်နောက်တစ်ခုကဒီပကိုးတိုင်တောင်ကုန်ခရိုင်နာဇီယဝတီဒီစခန်းနောက်တစ်ခုကဘူတာယုံစခန်းရဲ့အဲ့ဒီအပါအဝင်ကိုနေရာ6ခုကိုတပြိုင်တည်းဝင်တိုက်တယ်နည်းနော်အဲ့ဒါတော့ မနေ့က9နေရာကိုတပြိုင်တည်းတိုက်တယ်ဒီနေ့ကတော့အဒီတောင်ခရိုင်ဇေယဝတီရဲစခန်းရဲ့နောက်တစ်ခုကဘူတာယုံရဲ့တခြားနေရာ6ခုကိုတပြိုင်တည်းတိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာ၄ရောက်သေးတယ်3ဦးကဒဏ်ရာရရှိတယ် ဲ့ဒီမှာစက္ကစတွေကဆိုလို့ရှိရင်ထွက်ပြေးကုန်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့အခုက PDF တွေကနေပြီးတော့စခန်းကိုတပြိုင်တည်းတပြိုင်တည်းတိုက်လာတာမနေ့က9နေရာကိုတပြိုင်တည်းတိုက်တယ်ဒီနေ့က6နေရာကိုတပြိုင်တည်းတိုက်တယ်ဆိုတော့အဲ့ဒီမှာအောင်မြင်မှုတွေရတယ်ဒီစက္ကစရဲ့လူတွေကကစင်းကလေးကထွက်ပြေးသွားတယ်ဆိုတော့အကြောင်းအရာတွေကိုဒီနေ့သတင်းမီဒီယာတွေမှာဖော်ပြထားတဲ့ဒါတွေကတကယ့်ကောင်းစီသတင်းတွေပေါ့နော်နောက်တစ်ခုကဒီမဟာလာပေါ့နော်မဟာလာက PDF တွေကိုနေပြီးတော့ဒီငင်းချမ်းရဲ့ ကိုလာပြီးတော့စပွေးဝိုင်းမှာလာပြီးတော့ဆွေးနွေးကြဖို့ဆိုပြီးမှထပ်ပြီးတော့ဖိတ်ခေါ်တာတွေ့ရတယ်နော်မအလာကအရင်တုန်းကသူတို့ PDF တွေကိုပါပြောလဲဆိုလို့ရှိရင်လုံးဝသူတို့ကိုဆွေးနွေးဖို့အကြောင်းအရာတစုံတစ်ခုမှမရှိဘူး။ဘာလို့ဆိုတော့ဒီ PDF တွေကိုအကြမ်းဖက်ဖွင့်နေသူတို့ထည့်သွင်းထားတာဖြစ်တယ်။ဆိုတော့လုံးဝသူတို့ကိုဆွေးနွေးစရာအကြောင်းလုံးဝမရှိဘူးဆိုပြီးမှအချာချာကပြောထားတဲ့ PDF တွေဖြစ်တယ်။ဆိုတော့ PDF တွေရဲ့စုံမမှုသူတို့ရဲ့အင်အားကောင်းမှုသူတို့ရဲ့စိတ်တက်ကြွမှုတွေကိုမချိုးဖျက်နိုင်ဘူး။ သူတို့ချိုးဖြတ်ဖို့ကြိုးစားတာကဒီ PDF တွေရှင်းတန်းနေနိုင်တာကဒီ ERO လို့ခေါ်တဲ့တိုင်းရင်းသားလက်နက်ကင်တွေရဲ့နောက်ခံ background တွေရှိထားတဲ့အတွက်ကြောင့်သူတို့ကိုတိုက်လို့မနိုင်ဘူးဒီ PDF တွေနဲ့ခွဲဖို့ဆိုလို့ရှိရင်တိုင်းရင်းသားလက်နက်ကင်တွေနဲ့ခွဲထုတ်ရမယ်အဲ့ဒါကိုခွဲထုတ်ဖို့သူတို့ကြိုးစားတယ်ဒါပေမဲ့တိုင်းရင်းသားလက်နက်ကင်တွေနဲ့ခု PDF တွေကတသားတွေဖြစ်နေတဲ့ခါကျတော့လုံးဝခွဲလို့မရအောင်ခွဲလို့မရသည့်အပြင်သူတို့ကအင်အားကဖြည်း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 နဲ့တော်တော်ကိုကြီးလာတယ်နော်ကြီးလာတယ်ကြီးလာတဲ့ခါကျတော့မအလကား အကျန်းဖတ်နော်ဥပဒေကိုပြဋ္ဌာန်းပြီးတော့အကျန်းဖတ်အဖွဲ့အစည်းဖြစ်နေသူတို့ချိန်ညာလိုက်တဲ့ဟာကိုလုံးဝရုပ်သိမ်းတာတော့ကျွန်တော်တို့မတွေ့ရသေးဘူးတခါမှကျွန်တော်တည်မချအောင်နော်ဆိုတော့အခုကတော့အကျန်းဖတ်အဖွဲ့နော်အကျန်းဖတ်အဖွဲ့ကိုနော်လုံးဝဖြတ်သိမ်းလိုက်တာနော်ဒီလိုကိုအကျန်းဖတ်အဖွဲ့စီကနေပြီးတော့ဖြတ်သိမ်းလိုက်တဲ့ဒီအဖွဲ့ကိုဆိုတဲ့ဟာကိုမထုတ်ပြန်မင်းနဲ့အခုညင်းချမ်းရဲ့ပွဲကိုနေပြီးတော့ခေါ်ဖိတ်တယ်နော်ဆိုပွဲဝိုင်းမှာလာပါအဓိကညင်းချမ်းရဲ့ကိုလိုချင်လို့ရှိရင်တော့စပွဲဝိုင်းမှာပဲလာမှာဖြစ်တဲ့အတွက်ကြောင့်နော်အဲ့လိုမျိုး ခေါ်ဖိတ်တယ်နော်တိုင်တန်းနဲ့ကြိုက်တယ်အဲ့ဒါကပင်မလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့အခုနေပြီတော့မှာဆိုလို့ရှိရင်ညင်းချင်တယ်အဲ့ဒီမှာဆွေးနွေးပွဲတစ်ခုလုပ်တယ်နော်အဲ့ဒီမှာဒီမလာကိုနိုင်ငံတက်တဲ့လုံချုံရင်းတွေကိုတင်းတင်းကျပ်ထားတယ်အဲ့ဒီမှာနော် KIA KIO ရဲ့အုတ်ထားဟောင်းပေါ့နော်ဒေါက်တာထူးချာနော်ဒေါက်တာထူးချာလည်းဒီမှာတက်တယ်ပြီးလို့ရှိရင်တော့သူတို့ခါတိုင်းဆိုလို့ရှိရင်တော့ဆွေးနွေးတာကဘယ်သူတွေနဲ့ဆွေးနွေးလို့ဆိုလို့ရှိရင်တော့ တရားတလက်နဲ့ကြင်တွေပေါ့နော်တရားတလက်နဲ့ကြင်တွေအဒီ NC လက်မှတ်ထိုးထားတဲ့လူတွေရဲ့ပြီးလို့ရှိရင်တော့သူတို့ရဲ့လက်ကင်တုံးဖြစ်တဲ့ပါတီတွေရဲ့သူတို့နဲ့ဆွေးနွေးပွဲလုပ်တယ်အခုကတော့နည်းနည်းထူးခြားတာတစ်ခုရှိတယ်အဲ့ဒါကနော်အဲ့ဒီအပြင်ဘသူတွေတက်လာလဲဆိုလို့ရှိရင်တော့ SSPP လို့ခေါ်တဲ့ဒီ Shantak နော်ဒီတက်လာတယ်ပြီးလို့ရှိရင်တော့ဒီ UWSA ရဲ့တက်တွေသူတို့ကအဲ့ဒီမှာခေါင်းဆောင်တွေနေပြီးတော့တက်လာတယ်နော်အဲ့ဒီခေါင်းဆောင်တွေတက်လာတယ်ဆိုတော့ KIO ရဲ့ဒီဥထဟောင်းပေါ့နော်သူကဘာပြောလဲဆိုလို့ရှိရင်တော့ ဒီညင်းချမ်းရရဖို့အတွက်တော့ဒီ youth corporate ဟာဆိုလို့ရှိရင်တကယ်အရေးကြီးတယ်ဆိုတဲ့ဟာကိုဒီနေ့ထုတ်ပြန်တယ်ပြောတယ်ဆိုတော့တည်င်းတွေပြီးလို့ရှိတဲ့ဗီဒီယိုတွေကိုကျွန်တော်တို့တည်င်းမီဒီယာနဲ့မှတွေ့ရမှာဖြစ်တယ်ဆိုတော့နော်သူတို့ဖက်မှနီးစပ်တဲ့လူတွေကတော့နော်ဒီညင်းချမ်းရရဖို့အတွက်ယူကောက်ပွဲယူကောက်ပွဲယူကောက်ပွဲနော်သူတို့ကတိုက်ခတ်လုပ်တဲ့ဒီဖက်ကလူတွေကတော့ယူကောက်ပွဲရဆိုလို့ရှိရင်လောကသမာသမတ်ကြမှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ဒီ NLD ကထိပ်ပဲသူရဲ့ပြန်ဖက်က NLD ပဲနော် NLD ကမပါဘဲနဲ့ပြိုင်တော့ ဲ့ဒီရုပ်ကောက်ပွဲကဘလို့မှတရားမြတ်တာမရှိမယ်မရှိဘူးဆိုတာနော်ပြောစရာတော့မလိုဘူးအလုံးလုံးသိပြီးသား NID ပြန်လို့ရှိတဲ့ချိန်လုံးရှုံနေသူတို့နော်ဒီချိန်လုံးရှုံနေဆိုတော့ကို NID မပါတော့ဘာမှပြောစရာမလိုတော့ဘူးလေစစ်တပ်နိုင်ပါပြီလေအဲ့ဒီစစ်စစ်တပ်ရဲ့လက်ကင်တော့ကတော့ကျွန်တော်တို့ကြမ်းဖို့ပေါ့နော်ကြမ်းဖို့ကသူ့ပါတီပဲ啊ဆိုတော့သူနိုင်ဖို့ကတော့ပြောစရာမလိုတော့ဘူးလေမြေပုတ်လက်ခတ်မလွဲနော်သူတို့ကတော့နိုင်နေမှာပဲအဲ့တော့သူတို့က အာကြည်ကြေလုတ်ချင်တာနော်အဲ့ဒီနိုင်မိတ်လူတွေကိုသူ့ရဲ့ပြန်ခက်ကြတော့ကောနော်ဖိတ်ထုတ်လိုက်တယ်နော်ဖိတ်ထုတ်လိုက်တယ်အဲ့ဒါလုတ်ချင်အားပြေခုတော့ဆန်းစုချီတော့တော့မလှုပ်ရဲဘူးလေနော်တကယ်တည်းလှုပ်ရဲလို့ဆိုလှုပ်ချစ်ပါလားအခုပြန်ခုရှုံးမှာပဲနော်အခုရှုံးမှာပဲဆိုတော့လုံးဝကောင်းဆောင်တွေကိုတော့မလှုပ်ဘူးလေတော့ဆန်းစုချီတော့အဓိကပဲလေဒီမှာအန်ဒီပါဒီမှာဆိုတော့သူလည်းမပါဘူးသမ္မတဦးမြင့်လည်းသူတို့ထောင်ထဲမှာထဲထားတယ်အာလုံကျိုးနဲ့ခြေပြီးတော့သူတို့နော်အဲ့လိုမျိုးလက်ဝဲပွဲမှာတစ်ဖက်ကိုလက်ကိုချိုးပြီးတော့ဟိုဖက်လူကိုအတကုံထုတ်ထားတော့ တော့ထိုးလို့သကုံရတာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ပြောစရာမလိုဘူးလေ automatic နိုင်မှာပဲနော်ဆိုတော့ cooking ရဲ့ဥပထောင်းလေးပြောတယ်ဆိုတော့လည်းအေးပေါ့သူတို့ရဲ့လက်ကင်လို့တွေကအကုန်လုံးဒီလိုပဲပြောမှာပဲနော်ဒါနဲ့ထူးဆန်းမဟုတ်ပါဘူးထူးဆန်းမဟုတ်ပါဘူးဆိုတော့ဒီဖက်ကတော့ရုပ်ကောက်ပွဲကတော့ရအောင်ဖျက်ဖို့ကတော့စူးစမ်းနေကြတယ်ဘယ်လောက်ထိအတိုင်းတာထိသူတို့ဟန်တက်နိုင်မလဲဆိုတဲ့ဟာတော့တကယ်တကယ်အချိန်ကြတဲ့အခါမှာကျွန်တော်တို့ချစ်ကြရတာပေါ့နော်ဒီနှစ်ပေါ့နော်ဒီဇင်ဘာလနောက်ဆုံးပတ်ရဲဇန်နဝါရီလပထမပတ်ရဲအလောက်မှာသူတို့လုံမယ်လို့ကြေညာထားတာဖြစ်တယ်ဆိုတော့ဒီနေ့ဆွေးနွေးတဲ့ညီချမ်းရဲ့ ဆွေးနွေးပွဲကတော့ဒုတိယမြောင်းနေ့ဖြစ်တဲ့ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့သတင်းမီဒီယာတွေမှာဖော်ပြကြတယ်နောက်တစ်ခုကကရင်ပြည်နယ်ဖားဆောင်မြို့နယ်မှာဒီမော်ရှိအဲ့ဒီခေချင်းအဲ့ဒီနေရာတွေမှာဆိုလို့ရှိရင်တော့ဒီမာလာကပေါင်400ပုံပေါင်400ပုံနှလုံးကျိချတယ်အဲ့ဒီမှာပြည်သူခဏယောက်သေးတယ်ပြီးလို့ရှိရင်တော့အယောက်ပေါင်20တရားရရှိတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကမြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုဆိုရင် Don Andrew ကဘာပြောလဲဆိုလို့ရှိရင်ဒီစက္ကဆရဲ့လက်နဲ့စစ်စင်မှုကိုအထူးက နော်အဲ့ဒီမှာပိတ်ပင်တာပေါ့နော်စီစဉ်မှုတွေကိုလုံးဝရပ်တန့်သွားအောင်60ရာခိုင်နှုန်းကိုနေပြီးတော့စင်ကာပူနိုင်ငံကလုပ်တယ်ပြီးလို့ရှိရင်တော့အင်းနီချင်းနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံထိုင်းနိုင်ငံကတော့ဘန်နော်ဘန်ကဘသူနဲ့အဆက်အသွယ်လုပ်လဲဆိုတော့အခုမြန်မာနိုင်ငံကဒီမြန်မာစီးပွားရေးဘန်နော်မြန်မာစီးပွားရေးဘန်နဲ့အဆက်အသွယ်မလုပ်တဲ့ခါကျတော့အဲ့ဒီဟာကိုဖျက်တောက်လိုက်တဲ့ခါကျတော့ဒီလက်နက်စီစဉ်မှုလက်နက်ဝယ်ဖို့အတွက်အထက်ကြီးကိုနေပြီးတော့အထိုင်းလျောက်ဖြေလျှော့နိုင်တယ်နော်60ရာခိုင်နှုန်းကိုတော့ကျွန်တော်တို့ဒီစင်ကာပူကလုပ်တယ်ဆိုတဲ့ဟာကိုဒီနေ့ နော်လို့ခွင်းရေကုလလို့ခွင်းရေအထုကိုဆိုလေတော်အင်ထူကပြောရဲဆိုတဲ့တင်နောက်တစ်ခုက SSPP နဲ့ဒီ TNL တို့တို့တက်ပွဲခဏခဏဖြစ်တယ်ဆိုတော့ SSPP က TNL ရဲ့စစ်သားတွေကိုဖမ်းထားတယ်နော်ခုနကကိုဖမ်းထားတယ်လက်နက်ခဲယမ်းတို့ကိုလည်းသူတို့တင်ထားတယ်နော်တင်ထားတယ်ဆိုတော့ဒီနေ့တင်တက်လာတာကအဲ့ဒီခုနှစ်ယောက်ကိုပြန်ပြီးထွက်လိုက်တယ်နော်ခုလွတ်လိုက်တယ်ဆိုတော့ဒီ TNL ကတော့မလုတ်ပြန်လဲဆိုလို့ရှိရင်တော့ဒီ88ရဲ့မျိုးဆက်နော်မျိုးဆက်ဒီတာဝန်ခံဒေါ်ကြီးဆွေနဲ့စကိုင်းတိုင်းချွေဘော်ကပါခဖ အဖွဲ့ဝင်6ဦးနေပြီးတော့ထိမ့်သိမ်းထားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒီပြတော့ဖန်ထားတယ်နော်ဖန်ထားတယ်အဲ့ဒီ TNL က80နဲ့8မျိုးဆက်တာဝန်ခံတော့ရည်ဆွဲနဲ့ဒီစကိုင်းတိုင်းမှာရှိတဲ့ရွှေဘိုအကဖာကောင်းဆောင်6ယောက်ကိုနေပြီးတော့ဖန်စီထားတယ်ဆိုတဲ့ဟာကိုဒီနေ့တတိယမီဒီယာထဲမှာတွေ့ရတယ်နောက်တစ်ခုကချို့တတိယမီဒီယာထဲမှာဖော်ပြတယ်အဲ့ဒါကကျွန်တော်တို့မြောင်းမြเนาะအတိအကတော့ကျွန်တော်တို့ဒီ social media မှာတကက်မခံမရပဲနဲ့လူတွေဟာဆိုလို့ရှိရင်เนาะထွက်ပြောလာတယ်သူ့အမေကိုယ်တိုင်လည်းပြောတယ်ဆိုတော့ အဲ့ဒါကဒီမြောင်းများကြောင်းအထက်က6အဲ့ဒီမှာသူတို့အစုလိုက်နောက်သူတို့ရံဖွဲ့ပြီးတော့မိငလေးချင်းချင်းရိုက်ကြတာနော်ရိုက်ကြတာဆိုတော့အဲ့ဒီကောင်မလေးကိုပါရိုက်တာနောက်တစ်ဖြန်းဖြန်းနဲ့ပါရိုက်တယ်ဟိုဘက်ကအုံဆိုးဖွဲ့ပြီးတော့ဒီဟာကိုတိုင်တွေဖို့ကတော့နော်အဲ့ဒီရိုက်တဲ့လူတွေကသားသမီးတွေကတကယ့်အရာရှိတွေရဲ့သားသမီးတွေဖြစ်တဲ့ခါကျတော့သူတို့ကိုကင်တွေလို့မရဘူးဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒါကတရားမျှတမှုမရှိဘူးနေနိုင်တဲ့လူတွေအတွက်နော်တော်တော်ကိုနော်ဆိုးဆိုးဝါးကျွန်တော်တို့ နော်ဒီဖက်ကလူမှုကွန်ရက်ပေါ်မှာဆွဆူပူပြောကြားတဲ့နော်တည်င်းတပုတ်လည်းကျွန်တော်တို့တကယ်လူမှုကွန်ရက်ပေါ်မှာဟော့ဖြစ်နေတဲ့တည်င်းတပုတ်ဖြစ်တဲ့အဲ့ဒီတည်င်းကတော့ဟိုဒီရက်နေ့ကနေဖြစ်တဲ့အဖြစ်ပြက်တွေဖြစ်တယ်ဆိုတော့အဲ့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့ခဏလေးကြည့်ရအောင်နော်တမနစ်လောက်ရှိမယ်ဖက်နဲ့ရက်နဲ့အဲ့ဒီအပိုင်းတွေကိုတော့ကျွန်တော်ဖြတ်ထားတယ် YouTube ကသူတို့လက်မခံဘူးနော်မခံတဲ့ခါကျတော့အဲ့ဒီရိုက်တဲ့ဟာတို့စပင်ဆွဲတဲ့ဟာတို့အဲ့ဒီဟာတွေတော့ကျွန်တော်ဖြတ်ထားတယ်ဒါပေမဲ့အဲ့ဒီနေရာမှာ sticker လေးကျွန်တော်ထည့်ထားတယ်နော်အဝိုင်းလေးပြထားပေးတယ်နော်အဲ့ဒီနေရာဆိုလို့ရှိရင်သူတို့ပွားရိုက်တဲ့ အခန်းနဲ့ပေါ့နော်အဲ့ဒီဟာတွေကျွန်တော်ကျွန်တော်ဖြတ်ထားပေးလဲဆိုတော့အဲ့ဒီ video file ကိုခဏလေးကြည့်ကြရအောင်တချို့ပိုင်းတွေမှာကျတော့လည်းကျွန်တော်အတန်ဖြောက်ထားတယ်။အဲ့ဒီရိုက်တဲ့လူတွေကတော့တကယ်လက်ရည်ဇက်ရည်ပဲเนาะရိုက်လာမှတကယ်အစိမ့်တွေလို့ကြာနေတာပဲရိုက်လာ။ ဲ့ဒီဗီဒီယိုကလူမှုကွန်ရက်ပေါ်မှာတော်တော်ဘဟော့ဖြစ်တဲ့ဗီဒီယိုဖိုင်လေးတစ်ခုဖြစ်တယ်။တွေ့တဲ့လူတွေကလည်းတွေ့ပြီပေါ့။နော်အခုကျွန်တော်တင်ဆက်တာကတော့မတွေ့တဲ့လူတွေအတွက်ပဲအဓိကဦးစားပေးပြီးတော့ကျွန်တော်တင်ဆက်ပေးခြင်းဖြစ်တယ်။အဲ့ဒါကတော့တကယ့်နာမည်ကြီးတဲ့လူတွေ စေဘိုးတွေရေရာရှိတွေပတ်စံရှိတဲ့လူတွေသူသားသမီးတွေကတကယ်နေမဆုံးမဖားမဆုံးမအဲ့လိုလိုလက်ရဆက်ရရိုက်တဲ့ဗီဒီယိုဖိုင်တွေရတော့ကျွန်တော်တို့တကယ်လူမှုကွန်ရက်ပေါ်မှာနာမည်ကြီးနေတဲ့တည်တင်းတစ်ခုဖြစ်တယ်ဆိုတဲ့ဟာကိုတော့ဒီနေ့ဖော်ပြခြင်းနဲ့ဆိုတော့ဒီနေ့ဂျော်လာ29ရက်နေ့မှာတည်မီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပြန်ကျွန်တော်ဗီဒီယို